မတော့နှစ်ပတ်ကျော်လောက်နဲ့ဖိတ်ချပေးပါစီဝါရဲ့ဒီနေ့ပြန်ရရင်တက်ပါရင်ဒီနေ့ပါမိတလုံးနဲ့ဖိတ်ချမှာဒီနေ့ဒီလိုတောင်းကြပေးပါကိုရောမတော့စားပွဲပါသိကိမြားဝေးပြောပြောရင်တောင်းဆောင်မှာပူပါမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မင်းမှုမျိုးကိုရောက်ရင်မဖြစ်မနေတွားရောက်ဖူးမြော်သေးတာတင်းနဲ့နေရာတစ်ခုရှိပါရဲ့အဲ့ဒီနေရာကတော့မင်းမှုမျိုးကတမိုင်းဝင်ငကပွက်တောင်တော်ပဲဖြစ်ပါတယ်ငကပွက်တောင်မှာငကားတွေကတကယ်ပဲရှိနေတာလား တကယ်ပဲငကားတွေကပွက်နေတာလားဆိုတာကိုသိရှိရအောင်ကျွန်တော်နဲ့အတူတွားရောက်လေ့လာနိုင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာနကပတ်တောင်တော်ဟာမကွေးတိုင်းဒေသကြီးမင်းဘူးမြို့တောင်ဘက်မိုင်ဝဲခန့်အကွာမှာတည်ရှိပါတယ် လူတီများထင်ရှားတဲ့မင်းဘူးမျိုးကငကပွဲတောင်တော်ဟာရှုံမီးတောင်မျိုးစားတစ်ခုပဲဖြစ်ပါတယ်။လေကတဲ့ပေါင်း60ခန်းအမြင့်ပေ30ခန်းရှိတဲ့တောင်ပေါ်ကိုတက်ရောက်လေ့လာရမှာပဲဖြစ်ပါတယ်။ထေဝအကျေကကိုးပေခန့်ရှိပြီးတော့ထေဝမှာရှင်ရီပွန်ညာကအတံမီကပွက်ပွက်စုလျက်ရှိပြီးတောင်ထိမအောက်ဘက်သို့ပေ90ခန့်အထိစီးဆင်းနေလျက်ရှိပါတယ်။ ဘူမိဗေဒပညာရှင်တွေကတော့ဒီနေရာကိုရှုံမီးတောင်လို့ခေါ်ဆိုကြပါမိ။ဒေတာအခေါ်ကတော့နဂပွဲတောင်လို့ခေါ်ဆိုကြပါလေခင်ဗျာ။ကဘာပေါ်မှာလေးလာတွေ့ရှိချက်တွေအရရှုံမီးတောင်ပေါင်း900ကျော်လောက်တွေ့ရှိထားပြီးကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အာရှဒေတာမှာတော့ရှုံမီးတောင်ပေါင်း300ကျော်တည်ရှိနေတာပဲဖြစ်ပါတယ်။ ရှုံမီးတောင်အများဆုံးရှိတဲ့နိုင်ငံကတော့အဇာဘိုင်ဂျန်နိုင်ငံပဲဖြစ်ပါလေ။မြန်မာနိုင်ငံမှာရှိတဲ့မင်းဘူးမျိုးကတမိုင်းဝင်ငကပွဲတောင်တော်ကတော့နာမည်ကြီးတဲ့ရှုံမီးတောင်အမျိုးအစားတစ်ခုပဲဖြစ်ပါလေ

များအေးများတဲ့အထီးတွေ့ကိုခံစားရမှာပဲဖြစ်ပါတယ်။အဲ့ဒီရှင်စည်းချော်ရည်တွေလိမ့်မာကခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစီအပူတွေကိုရှော့ချပေးနိုင်စွမ်းရှိပြီးတော့အသားရည်ကိုလည်းဝင်းပတ်ဆူပြေစေပါတယ်။ဒါအပြင် အကြိုက်ခဲနာခြင်းခံစားနေရတာတွေကိုလည်းတက်တာစေနိုင်တယ်လို့ဆိုကြပါတယ်ခင်ဗျာ။ တချို့နိုင်ငံတွေမှာတော့ရှင်မီးတောင်မှာဖြစ်ပေါ်နေတဲ့ရှင်စည်းချော်ကြီးကန်တဲ့ကိုဆင်းပြီးတော့အပန်းဖြေတာရေချိုးတာတွေပြုလုပ်ကြပြီးရှင်တွေကိုမျက်နှာနဲ့ခန္ဓာကိုအနှံ့လိမ့်ကြတာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့မင်းဘူးမျိုးကရှင်မီးတောင်ကိုဘာအကြောင်ငကပွဲတောင်လို့ခေါ်ဆိုနေကြတာလဲဆိုရင်ရှင်မီးတောင်မှာနေထိုင်တဲ့အကောင်တကောင်ကိုတွေ့ရတဲ့အခါရှင်မီးတောင်မှာနေထိုင်တာဟာငကားပဲဖြစ်ရမယ်လို့ယူဆကြပါတယ် တစ်ချက်တစ်ချက်ပွင့်နေတာကြောင့်လည်းငကပွက်တောင်လို့ခေါ်ဆိုကြပါတယ်။ဒါအပြင်ရာဇဝင်တမိုင်းမှတ်တမ်းတွေမှာတော့မင်းဘူးဒေတာကိုဂေါတမမြတ်စွာဘုရားဖျားဖြစ်တော်မူပြီးဝါတော်20ခုရောက်တဲ့အခါမှာမြတ်စွာဘုရားရှင်ဟာလေကိုင်းသားတို့က12ခုသားနဲ့ဆောက်လုပ်ထားတဲ့ကျောင်းတော်ကြီးကိုအလူခံတော်မူပြီးခုနှစ်ရက်ပလုံတည်င်းတုံးတော်မူပြီးတော့တရားဒေသနာအမြိုက်စည်းကိုတိုက်ချွေးတော်မူခဲ့ပါလေ။ အဲဒီနောက်တဖန်ရှုံဘွဲ့တောင်တို့နဲ့ချမ်းရံလျက်ရှိတဲ့မင်းဘူးမျိုးကကေလာတဖတောင်ယခုစက်ကိန်းတဲ့တောင်ထိပ်ကိုကြွချီကတကြားမင်းလှူဒန်းကလေးမြတ်တလွန်တော်ပေါ်မှာခိတခဏဂိမ်းဆက်တည်နှုံးနေတော်မူခဲ့ပါတယ်။အဲဒီနောက်မှာတော့မြတ်စွာဘုရားရှင်ဟာကျောင်းတော်ကိုပြန်လဲကြွချီတဲ့အခါမှာနမတာမြစ်လို့ခေါ်တဲ့မန်းချောင်းအနီးမှာနမတာနဂါမင်းဟာမြတ်စွာဘုရားရှင်ဟာပူဇော်မြတ်လို့ကိုးကွယ်လိုလာကြောင်း ဖះရှင်ရဲ့ကိုစားခြေတော်ရာတစုပေးသနာတော်မူခဲ့ပါရန်လျှောက်ထားခဲ့တာကြောင့်နမတာမြည့်ရဲ့ကန်းနပေးမှာရှိတဲ့ကြောက်ဖြာပေါ်မှာဝဲဘက်ခြေတော်ရာတစုကိုခြားထားတော်မူခဲ့ပါလေဒီလိုမျိုးမင်းမှုဒေတာကိုမြတ်စွာဘုရားကြွချီတည်နှံတောင်းတော်မူခဲ့တဲ့တမိုင်းတွေ ၎င်းမင်းနဲ့မြတ်စွာဘုရားတွေ့ဆုံခဲ့တဲ့ယာဇဝင်တွေရှုံမီးတော်မှာပွက်ပွက်ဆူနေတဲ့ချော်ကြီးတွေဟာ၎င်းတွေမှုတ်ထုတ်နေတယ်လို့ယူဆချက်တွေကြောင့်မင်းမှုမျိုးမှာရှိတဲ့တမိုင်းဝင်ငကပွက်တောင်တော်ဟာလူသည့်တင်ရှားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာမင်းမှုမျိုးကတမိုင်းဝင်ငကပွက်တောင်ပေါ်ကအဆက်မပြတ်စီးကြနေတဲ့ရှုံကြီးတွေဟာရေနံတန်းခွေများပါရှိနေတာကြောင့်မီးရှို့လိုက်ပါကခိတ္တခဏတာမီးလောင်တက်တာကိုလည်းတွေ့ရှိရပါတယ် ရေနံများတူးလို့မရတော့လဲအနည်းနာမှရှိတဲ့ရေနံပြင်ရပ်ကွက်မှာတော့တဘာဝရေနံတန်းခွေများထုတ်ယူရရှိပြီးလောင်စာအဖြစ်သုံးဆွဲလို့ရကြောင်းလည်းသိရှိရပါလေရှုံမီးတောင်ရဲ့တောင်ထိပ်ဝမှစီးဆင်းနေတဲ့ရွှေရည်တွေဟာငကငွေတန်းသူ၎င်းကောင်းနေတဲ့အရက်မျက်နှာအတိုင်းစီးဆင်းနေပါလေခင်ဗျာ ဒီဗီဒီယိုကိုကြည့်နေကြတဲ့မိတ်ဆွေများလည်းမြင်းဘူးမျိုးကငကဘွက်တောင်တော်ကိုတွားရောက်လေ့လာမယ်ဆိုပါကငကဘွက်တောင်ရဲ့တောင်ဘက်အရက်မှာဖြစ်ပေါ်နေတဲ့ရှုံဘွက်တောင်အရွယ်စားမျိုးစုံနဲ့စတင်ဖြစ်ပေါ်ကစားရှုံအိုင်တွေတောင်ငယ်လေးတွေကိုလည်းလေ့လာနိုင်မှာပဲဖြစ်ပါလေ။အခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာဝင်ရောက်ရေးခဲ့ပြီးလို့ရပါတယ်။ ပါရားဟိုင်းတော့ပြပါရားကြီးရဲ့စစ်တော်ကလည်းရပြတယ်ရားကြီးကစစ်တော်ကလည်းပြခိုင်းရပြတယ်ဒါဆရာမလေးလည်းပေါကောင်းလို့ရတယ်ဒီဘက်ကဒီဘက်ကလည်းဆရာမလေးကိုလည်းခရီးနဲ့ကိုတော့လည်းငကမီနဲ့ကလည်းရောက်တယ်ဒါလည်းအောင်ပါရဲ့ဒါလည်းတိုင်းတိုင်းသာသနာ့ရေးပြတာကဲဗီဒီယိုဖိုင်နှစ်ခုကိုရှင်းကြည့်လိုက်ပါနံပါတ်၁ဗီဒီယိုဖိုင်တဲကလူတွေကနွန်အိုင်ထဲမှာဆင်းပြီးလူနေကြပါတယ်နံပါတ်၂ဗီဒီယိုဖိုင်ကတော့ နဂါရှိလို့ပွက်တာနဂပွက်အိုင်ဆိုပြီးပူဇော်နေကြပါတယ်။ကွာတယ်နော်။ဘာမှနဂါရှိလို့ပွက်တဲ့နဂပွက်အိုင်မဟုတ်ပါဘူး။ရေကြီးအောက်မှာရှိတဲ့ရေနံဓာတ်ငွေတွေရဲ့တုံးကမှုအားကြောင့်နှုံနှစ်တွေကအပေါ်ကိုကန်တက်ပြီးစူပွက်တဲ့နှုံအိုင်ကြီးတွေဖြစ်နေတာပါ။အဲ့ဒါကိုမသိတဲ့အခါကျတော့နဂါရှိလို့ပွက်တဲ့နဂပွက်အိုင်အထင်နဲ့ပူဇော်နေကြတာပါ။ ။ဒီကဲ့သို့မှန်မှန်ယဉ်ယဉ်ထင်ရတဲ့အကြောင်းရင်းဟာဘ ഹു တုတမရှိလို့ပဲဖြစ်ပါတယ်။ယေစွာဖုရားကဓမ္မပဒပါဠိတော်မှာမှားယွင်းတဲ့အကြံစီတွေကိုလက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာစစ်မှန်တဲ့အနှစ်သာရတွေကို မရနိုင်ဘူးလို့ဟောကြားထားပါတယ်။ဘာကြောင့်စစ်မှန်တဲ့အနှစ်သာရကိုမရရတာလဲဆိုရင်အကာကိုအနှစ်ထင်အနှစ်ကို အကာထင်ပြီးတော့ လွဲမားတဲ့အယူအဆတွေကိုကျင့်သုံးနေကြလို့ပဲဖြစ်ပါတယ်။လွဲမားတဲ့အယူအဆတွေကိုလက်ခံကျင့်သုံးရတာကလည်းပဲဘ ഹു တုတမရှိလို့ဖြစ်ပါတယ်။ဒါကြောင့်တချို့တချို့တော့ယုံကြည်မှုလွန်ကဲနေတဲ့ဒကာဒကာမတွေကိုပြောကြင်တာကစစ်မှန်တဲ့အနှစ်သာရတွေမဆုံးရှုံးရလေအောင်ဘ ഹു တုတရှိကြပါလို့ပြောကြင်ပါတယ်နော်။